အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောဒါကျွန်တော်နေ့လေကင်းကြညနေကင်းမကြမှာပြန်လေပြီးကြိုလိုက်ပါတယ်အဲ့တော့ဒီရပိုက်တို့မှာဒါကျွန်တော်တို့ကျေးဇူးတင်ထားတဲ့သူတွေရှိပါတယ်အဲ့ဒါကတော့ကျွန်တော် Arsenal ပြည်သက်တွေပါ Arsenal ပြည်သက်တွေဒီနေ့အခုရပိုင်းမှာတကယ်ကိုဒါကျွန်တော်ရဲ့ဗီဒီယိုတွေဆိုအမြဲတမ်းကြည့်မယ်ဆိုရင် 5K နဲ့ 6K အထက်မှာကြည့်ပဲရှိပါတယ်တချို့မှာဒါကျွန်တော် Arsenal ပြည်သက်တွေနဲ့ကိုအသင်းဒါကျွန်တော်တို့ တိုင်ပတ်ဒီဖြစ်စီတိုင်မပတ်ဒီဖြစ်စီကျွန်တော်ရဲ့ channel မှာအမြဲတမ်းလိုလိုဝင်ပြည်ပြီးရအမြဲတူးတင်ပြီးရပြီးနောက်တစ်ခုနည်းပြောမှဆိုတော့ကျွန်တော်ခမရရဲ့ဒါကျွန်တော်မြုပ်ကံမြန်မြန်ဖြစ်ပါတယ်မြုပ်ကံမြန်မြန်ဖြစ်မှာတရှုချာဟာတရမဒီကောင်စောက်ဘောပေါ့နော်ဒါစပါဖန်ပါညာဆိုဒီတိုင်းပလိန်ကြီးမုန်းနေလူတွေရှိပါတယ်ဒါပေမဲ့တရှုချာရတဲ့ဒါခုနကပေါ့ဟာဒီပဲမစိုးဘူးပေါ့နော်ဒါကျွန်တော်တို့ဒါကောင်းအောင်မကိုကျွန်တော်နေနေခုနကပေါ့ဆိုပေ မတော်ကျွန်တော်ပြောကြတယ်ဗျာတော့တမန်တချို့လူတွေတမန်တမန်လည်းကျွန်တော်ကမတမန်ဘူးဘာလို့ဆိုမတူဘူးလေဟုတ်တယ်မလားဒီနောက်ပိုင်းတွေမှာအောင်မြင်မှုအရာကဘလို့ပဲချင်နေရကောကျွန်တော်တော်ပြန်ကြည့်မယ်ဆိုရင်တော်တော်လေးကိုကွာခြားတဲ့အနေအထားတစ်ခုမှရှိတယ်ဗျာဒီလားအဲ့တော့ပြောချင်တာကဟိုကျွန်တော်တို့ကျွန်တော်နဲ့အလန့်ဝေးပါတယ်ဒါကတော့ကျွန်တော်နေနဲ့မနာလို့စိတ်လည်းမရှိဘူးဘာမှမရှိဘူးအဲ့တော့ခုနကသူများတင်းချောင်းပြောပြီးဆိုကျွန်တော်အပြည့်ဟိုပါပြောပြလို့ရတယ်ဘာလို့ကျွန်တော်မှမနာလို့စိတ်မရှိဘူးဘာလို့ဆို အခုအာဆင်နဲ့ကျွန်တော်နဲ့ဆိုတာရင်းနဲ့စီလို့အများကြီးခေါ်ကြတော့ပူတောင်းဆိုသေးတယ်လို့ပြောပြရစေ။ဒါပါတော့ကျွန်တော်ခင်ဗျားတို့ပြောပြရတာပဲရှိ။အဲ့တော့ဒါပါလက်ရှိမှာတော့ကျွန်တော်အာဆင်သင်းအတွက်တည်ငောင်းရှိတယ်။အဲ့ဒါကဘာလဲဆိုတော့အာဆင်သင်းကတော့ဒါကျွန်တော်တို့လက်ရှိပြင်သစ်ကတက်လာတဲ့တည်င်းနေအရာဆိုရင်တို့ရဲ့ဒါကျွန်တော်တို့ likely အသင်းရဲ့ tight set မူကိုဒါကျွန်တော်တို့တရားဝင်စကားဆွေးနွေးနေပြီးပြောနေတယ်ဆိုတဲ့တည်င်းကြားရတယ်တော့ပါ။လက်ရှိမှာဒါကျွန်တော်တို့ဂျော်နသန်ဒေးဗစ်ကိုတော့ဒါကျွန်တော်တို့ အာဆနောသင်းနဲ့မှုပင်နေဒါ United ကောစပါကောဒါ3သင်းလောက်ဒါကျွန်တော်တူတယ်ပေါ့နော်တူတယ်3သင်းလောက်ဒါတရဝင်စကားပြောဆွေးနေပေါ့တရတရဝင်တရဝင်စကားပြောဆွေးနေလို့လည်းရတယ်ဘာကြောင့်လဲဆိုတော့ကစားသမားကစာချုပ်တန်တန်းနောက်ဆုံး6လတဲ့ဝင်တာဖြစ်တယ်မို့ကျွန်တော်နိုင်ငံခြားအသင်းတွေနေကစားသမားကိုခေါ်ခြင်းနဲ့ဆိုရင်တော့တရဝင်ဆွေးနေလို့ရပြီဖြစ်တယ်အဲ့တော့တတ်တပ်ပင်ငင်မဟုတ်ပေါ့နော်အဲ့တော့ပြောချင်တာဒါအာဆနောအသင်းတွေနေအခုလက်ရှိမှာဒါကျွန်တော်တို့သူတွေနေကျွန်တော်တန်ဒေးဗစ်ကိုတရဝင်ဆွေးနေမှုတွေပြုလုပ်ထားတယ်စပါကော United ကောဒါကျွန်တော်တရဝင်ဆွေးနေမှုတွေပြုလုပ်ထားတယ် ဒီနေရာမှာတော့ကျွန်တော်တို့သတင်းကောင်းတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့လက်ရှိနောက်ဆုံးသတင်းတွေအရဆိုရင်တော့ Arsenal အသင်းက United အသင်းနဲ့စပါးအသင်းတို့ဆိုင်တော့ဒါကျွန်တော်တို့ Jonathan David ကိုခေါ်ယူဖို့ရဖို့အတွက်အခြေအနေတွေပိုကောင်းနေတယ်ဆိုပြီးတော့ဒါ equipment အနေနဲ့လွန်ခဲ့တဲ့ဒါနှစ်ရက်ကလည်းပြောထားခဲ့သူမနေ့ကလည်း Leo Transport ကနေပြီးတော့ထပ်လပ်ပြီးပြောထားတယ်အဒီနေရာမှာ Jonathan David ကို Arsenal အသင်းခေါ်မယ်ဆိုရင်တော့သူတို့အနေနဲ့ဒါကျွန်တော်တို့ center forward နေရာပုံစံမျိုးခေါ်ဖို့ရှိတယ်။ဒီနေရာမှာဒါကျွန်တော် Arsenal အသင်းနေနဲ့လာမယ့်နေရာဒီမှာပြိတ္တကတချို့ဟာပေါ်ချောင်ကောင်းနေခေါ်ပြန်ပြီလားဆိုပြီးဒါတွေးလိုက်မယ်။ အာဆိုတဲ့နယ်လာမဲ့နွေရာဒီမှာတိုက်ဆင်မှုနေရာအတွက်နှစ်ယောက်ခေါ်သွားပြီးတော့ကိုင်ဟာဗက်စ်ကိုကွင်းလယ်လိုပြန်ပို့ဖို့အတွက်လက်ရှိမှာအာဒီတာစီစဉ်နေတဲ့စရစ်သတင်းတွေကိုလက်ရှိမှာဒါကျွန်တော် crack ballamy ကပဲပို့အာ scape ပေါ့သူသတင်း ရှေးဆရာကနေရေးသားတာကြည့်တာပြောချင်တာဒါအာဆနယ်သေးတဲ့လက်ရှိမှာတိုက်စစ်မှု2ရောက်ရှိရလို့ခန်းစားရတယ်ဒါ Gabriel Jesus ရဲ့ဒါကျွန်တော်တို့အဲ Kai Harvest ဒါပေမဲ့လက်ရှိမှာ Arteta နဲ့ Lamine တွေရတယ်မသူရဲ့ကစားပုံကိုပြုပြင်ပြောင်းလဲတော့မှဖြစ်ပြီး Harvest ကိုဒါကျွန်တော်တို့ကွင်းလေဒါမှမဟုတ် AM ပုံစံမျိုးဒါမှမဟုတ်ခုနပြောလို့ပဲ Second Striker ပုံစံမျိုးထားပြီးတော့တိုက်စစ်မှုနေရာမှာတီတီချာချာစွန့်နိုင်မဲ့တိုက်စစ်မှုတွေရောက်လို့ရှိတယ်ဒါပေမဲ့ဒီနေရာမှာဒါကျွန်တော်အာဆနယ်သေးကတိုက်စစ်မှုကိုဒါကျွန်တော်တို့ David ဝယ်ပြီးတယ်ဆိုရင်တော့မှတကယ်ကိုစည်းကြည့်တဲ့ statement signing ဖြစ်တဲ့တိုက်စစ်မှုတွေရောက်ထပ်ဝယ်အောင်မယ်ဆိုတဲ့သတင်းလည်းရှိတယ်အဲ့ဒါအားလေးကိုလည်းပြ ပြီးတော့ဆက်ပြီးပြောမှာပေါ့နော်အခုလက်ရှိမှာဒါကျွန်တော်သားဒေးဗစ်ကြောင့်ပြောကျွန်တော်သားဒေးဗစ်နေနေအခုလက်ရှိမှာ United နဲ့ Spurs နဲ့ဆိုင်ရင်သူ့ရဲ့နောက်ထပ် destination တစ်ခုက Arsenal သင်းတို့သူကသူခံစားရတယ်ပြောချင်တာလားလက်ရှိမှာ Arsenal သင်းနဲ့ Gabriel Jesus ကို social data ပြီးအောင်မှာ Gabriel Jesus ရဲ့နေရာကို direct replacement ပုံစံမျိုးနေနဲ့ center forward ကစားသမားနေနဲ့ကျွန်တော်သားဒေးဗစ်ကတကယ်ကိုအားကိုးရမယ့်တိုက်စစ်မှုတစ်ယောက်ဖြစ်မယ်လို့ Arsenal သင်းကခံယူထားတယ် ကစားသမားအနေနဲ့လည်းလက်ရှိမှာအာဆောသင်းကိုရွေးဖို့တည်းရှိပါဘာလို့လဲလက်ရှိမှာဒါချန်ပီယံလိဆော့ရမယ်အတွက်ကြောင့်မလို့ကျွန်တော်တန်ဒေးဗစ်အနေနဲ့ channel နဲ့သင်းထက်ဆိုင်ဒီသင်းကိုရွေးဖို့ရှိအဓိကဒါကျွန်တော်တို့ပို့ပြီးတော့လက်ရှိမှာကောင်းတဲ့သင်းလေးဖြစ်လို့လက်ရှိမှာချန်ပီယံလိလည်းဆော့ရတဲ့အတွက်သင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တန်ဒေးဗစ်အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့အာဆောသင်းကိုရွေးဖို့အတွက်ပို့ပြီးတော့ကောင်းတယ်လို့ပြောတယ်ဒါအပြင်ကျွန်တော်လက်ရှိမှာအာဆောသင်းနဲ့အကျိုးသဘောတူညီမှုအကျိုးဆွေးနွေးမှုမှာလည်းအချင်းတွေတော်တော်လေးကိုကောင်းပြီးတော့တကယ်ကိုဒါကျွန်တော် solid ဖြစ်နေတယ်ဆိုပြီးတော့ Leo Dan Sport ကနေရေးသားထားခဲ့တဲ့ dream အဲ့တော့ ဂျွန်ဆန်ဒေးဗစ်နေတပတ်လုခလာစာပေါင်2သိန်းလောက်ထိပဲတောင်းသွားဖို့ရှိပြီးဒီထက်လည်းတောင်းမှုလည်းမရှိဘူးဒီထက်လည်းဆုံးလည်းမရှိဘူးအာဆန်သင်းကဒီတပောင်တပတ်လုခပေါင်2သိန်းဆိုတော့သူတို့တော် value ဖြစ်တယ်လက်ရှိမှာတော့ကျွန်တော်တို့ KBO Jesus ကိုတော့အသင်းကနေပြီးဆွလွန်နိုင်ပြီးရောင်းချနိုင်ခဲ့မှာဆိုရင် KBO Jesus ရဲ့လာစာကိုဒါကျွန်တော်ဂျွန်ဆန်ဒေးဗစ်ကိုဒဲ့ပေးလိုက်တယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်အာဆန်သင်းကသွားဖို့အတွက်ပြင်ဆင်သွားမယ်လို့ကြားသိရတယ်မှာပါတယ်ဂျွန်ဆန်ဒေးဗစ်နေနဲ့ဒါကျွန်တော်အလကားရမယ်အတွက်ကြောင့်အာဆန်သင်းနဲ့ဒီညမှာဒါကျွန်တော်တို့ signing ning bonus ပေးသွားမလားဒါ signing bonus ဆိုတာကျွန်တော်တို့စာချုပ်ထိုးကြီးပုံစံမျိုးပေးသွားမလားဆိုတာတစ်ချက်တော့ကြည့်ရမယ်စာချုပ်ထိုးကြီးပေးသွားမယ် တော့အများကြီးပြီးသွားဖို့မရှိဘူးဒါကြောင့်ပေါင်9တန်းနဲ့10တန်းကြားပြီးသွားဖို့ရှိပြီးတော့ဒီလိုကောလာဟာလာတွေကပေါင်9တန်းနဲ့10တန်းကြားလောက်ပဲရှိဖို့တောင်ပြောတယ်10တန်းတော့မရောက်ဘူးပြောတယ်အဲ့တော့ဂျွန်ဒန်ဒေးဗစ်ကိုခေါ်မယ်ဆိုတော့အာဆုံတဲ့တို့ကတကယ်တမ်းပြန်ကြည့်မယ်ဆိုတော့တော်တော်လေးအဆင်ပြေတယ်ဂျွန်ဒန်ဒေးဗစ်ဆိုတာလည်းရှိပြင်သစ်လီဂူဘက်မှာနှစ်တိုင်းလို့လို့ဒါအများဆုံးတွင်းကိုတွင်းတဲ့အပြင်ကိုဒါကျွန်တော်တို့လက်ရှိကနေဒါမှာကောအကောင်းဆုံးတွင်းကိုစုတွေကိုတော့ရှောက်တွင်းတဲ့ကစားသမားဖြစ်တယ်အဲ့တော့အလကားရတဲ့ကစားသမားကိုလုခလာဆိုထိုင်ပြီးနေဆိုတကယ်တမ်းပြန်ဆက်ဆံစားသောတန်ရ3နှစ်လောက်ချုပ်မယ်ဆိုတော့မစုအတော့ရဲ့ဘိုင်းအားလဲဒါကျွန်တော်တို့3နှစ်လောက်အေးအေးဆေးဆေးတုံးသွေးရတဲ့တိုက်ဆက်မှုတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီက ကစားသမားစကောလို့မဆိုဘူးဒီကစားသမားကဒါကျွန်တော်ဖာဗီဂျီရူမာနိုဒါကြညာပေးနေတာနှစ်ပေါင်းဒါ3နှစ်နဲ့4နှစ်ကြာရှိပြီကျွန်တော်တို့ကလက်ရှိမှာဒါပုံပြီးစိတ်ဝင်စားသွားကြအလွန်ပြောင်းရွှေ့ခြင်းနဲ့မှုလို့ဒါလက်ရှိမှာပုံပုံပြီးတော့စိတ်ဝင်စားသွားကြတာဖြစ်တယ်အဲ့တော့အာဆိုသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်ဂျွန်ဒန်ဒေးဗစ်ကိုရတာကျွန်တော်တို့အလွန်နဲ့ရဖို့အတွက်စဉ်းစားတယ်ဒါအပြင်ကျွန်တော်တို့အာဆိုသင်းကတခြားသောနေရာမှာ စဉ်းစားတာကတခြားသောတိုက်စစ်မှုစစ်စစ်ကိုခေါ်ဖို့တဲ့စဉ်းစားတယ်။လက်ရှိမှာဒါအာဆောင်သင်းနေတဲ့အလက်ဇန္ဒားအီဆက်နဲ့ဆက်စကိုကလက်ရှိမှာနံပါတ်1နေရာမှာသွားတယ်။ဒါပေမဲ့အာဆောင်သင်းနေအရန်နေရာမှာတော့ဒါကျွန်တော်တို့သိကြတဲ့အတိုင်းပဲဒါကျွန်တော်တို့အာတီတာရဲ့တငယ်ချင်းအဲအေဂျင့်ပေါ့နော်ဒါကျွန်တော်ကင်ထားတဲ့ကစားသမားဖြစ်တဲ့ကိုင်ဂရက်စ်ကလက်ရှိမှာဒါဒါပေမဲ့အရှိရှိရှိချင်းနေရအာဆနယ်ပြည်သက်တွေကဒီရပိုက်အတွက်ပါဒါပုံမှန်လင်းပြောရမယ်ဆိုရင်အီဆက်တို့အုပ်စုကိုဒါကျွန်တော်ချန်ပီယံလိမဝင်ဘူးတော့အဓိကဆုတောင်းရမယ် ဒါပို့မလင်းပြောတကယ်ဟုတ်တယ်အဲ့ဒါကြီးကိုအဓိကဆူတောင်းမဲ့နေထားမှရှိတယ်။ဘာလို့ဆိုဣဇတ်တို့အစုကလက်ရှိမှာကာရာဘောက်ဖလိုက်ယာတို့အနေနဲ့ပြောတယ် of course ဒါကအသေးတစ်ခုအနေနဲ့ဒါကျွန်တော်တို့အောင်မြင်ခြင်းတစ်ခုအနေနဲ့ပြောကြတာပဲမပြောဆိုတာမရှိဘူး။မှန်တယ်။ဒါပေမဲ့ပြန်စဉ်းစားကြည့်မယ်ဆိုရင်အလက်ဇန္ဒားဣဇတ်တို့အစုအနေနဲ့အခုလက်ရှိမှာဒီကစားသမားကို အော်ဒီကစားသမားအနေနဲ့ကာရာဘောက်တစ်ခုပဲရပြီချန်ပီယံလိမဝင်ဆိုတော့လည်းမကြိုက်ဘူးတို့နဲ့အခုလက်ရှိကျွန်တော်တို့ကကာရာဘောက်ဖလားယံကွန်ဖရင့်လိဝင်တယ်လက်ရှိမှာတော့အလက်ဇန္ဒားအီဇန်တို့ညူကာဆယ်အနေနဲ့အခုလက်ရှိဒီယူရိုပါလိဝင်မှာလားချန်ပီယံလိဝင်မှာလားကွန်ဖရင့်လိဝင်မှာမသိကြတယ်ဘာလို့ဆိုတော့အဆင့်၄ကနဲ့အဆင့်၁၀ကတည်းလက်ရှိမှာတူတဲအဖြစ်၅မှတ်ပဲကွာတယ်ဒါကြောင့်မို့တာကျွန်တော်သိကြတဲ့အတိုင်းပဲအကုန်လုံးကဒါဟိုဘာမှမဆိုဖြစ်သွားနိုင်တယ်အဲ့တော့ အာစနိုသင်းတာဒီနေရာမှာဒါအကယ်၍သာညူကာဆယ်ယူနိုက်တက်ကချန်ပီယံလိမဝင်ခဲ့ဘူးဆိုရင်အလက်ဇန္ဒားအီဆက်ကသူတို့တက်ဖြစ်အဲ့တော့အလက်ဇန္ဒားအီဆက်ကိုခေါ်မယ်ဆိုရင်တော့လစ်ဗာပူးနဲ့သူတို့ရှင်ပြီးတော့လူဝမ်မီတာမရှိလစ်ဗာပူးကအလက်ဇန္ဒားအီဆက်ကိုတော်တော်ကြီးကိုလူချင်တယ်သူတို့ရဲ့လာမယ့်နေရာစီမှာဒါဝင်နူးနက်စ်ကိုတော့အက်တလက်တီကိုမက်ထရစ်ကိုရောင်းပြီးတော့အီဆက်အတွက် funding လုပ်သွားမယ့်အထိကိုသူတို့ကအကြီးအကျယ်ကြိုးစားသွားဖို့ရှိတယ်အဲ့တော့အာစနိုသင်းနဲ့အီဆက်ကိုလူချင်တယ်အာစနိုသင်းရဲ့ number 1 priority အခုလက်ရှိမှာအီဆက်ဖြစ်တယ်အဲ့တော့တခုပဲရှိတာကမ်ပေါ်အများကြီးမူတည်တာက ညူကာဆယ်ယူနိုက်တက်ချန်ပီယံလိမဝင်ဘူးပဲညူကာဆယ်ယူနိုက်တက်ချန်ပီယံလိမဝင်ဆိုအီဇက်အသင်းကထွက်မယ်အီဇက်အသင်းကထွက်ပြီးတေဂျာတာနဲ့အာဆုံအသင်းကဒီညမှာလိုက်ဖို့ရှိတယ်အဲ့တော့ဘူဖယ်ပိုလူရှင်းတော်ဆိုးရကျွန်တော်အခုရောက်နေနိုင်ရတော်တော်အခုရောက်နေတဲ့လာအိုဆိုးရလာအိုကဆောက်ရံပိုလူရှင်းဆိုးရကျွန်တော်တကားပိတ်ပြီးဘာအရှိမဘာမှမမြင်အောင်ကျွန်တော်တောမီရှုနေလို့တော့ကြားရပဲဆောင်းအောင်ဆိုရတကားပိတ်ထားတော့မချောင်းဆိုရဟိုရှိုးကကျွန်တော်မနေ့ကကိုတက်ကကျွန်တော်စိတ်ပူလို့လာအာညီလေးချောင်းဆိုတတိတာကျွန်တော်မဟုတ်ကျွန်တော်ပထမကျွန်တော်အချူစားမဟုတ်ဘူးဗျာ ကျွန်တော်ဒီအဲ့ဟို pollution ကြောင့်ချောင်းဆိုတာပေါ့အဲ့ဒါထားပါလက်ရှိမှာဒါ Arsenal တက်က Isak ကိုနံပါတ်1ပြည့်မှတ်ထားတယ်အဲ့တော့ Isak ကလက်ရှိ Arsenal သင်းရဲ့နံပါတ်1ပြည့်မှတ်ဖြစ်ပြီးတော့လက်ရှိမှာ Barta ရဲ့နံပါတ်1ပြည့်မှတ်ကလည်း Isak ဖြစ်တယ်အဲ့တော့ Arsenal သင်းရဲ့ဒီ Isak နေရာအတွက်ဒါခုနကပြောသူ Jonathan David ကတော့ရပြီထားရပြီပဲထား Jonathan David ဒါပေမဲ့ Isak ကလက်ရှိမှာ Arsenal သင်းရဲ့ yes ဘာလို့ Arsenal သင်းရဲ့လက်ရှိအုတ်ကြီးတို့အုတ်စုဘက်ကနေ Kronky တို့အုတ်စုဘက်ကလည်း Isak က လက်ရှိအာဆနယ်အသင်းအနေနဲ့ဖလားရဖို့အတွက် missing piece တစ်ခုနဲ့တတ်မှတ်ထားတယ်။ cancel ဘိုင်းကဆာလီဘာဝီလီယောကျွန်တော်တို့တက်ဂီဗီယိုအုပ်စုနဲ့ဆောင်ရလုံမှာကွင်းလန်မှာဒက်ကလန်ရိုက်စ်အိုဒင်ကတ်အုပ်စုဆောင်ရမိုင်းပြီ။တိုက်စစ်မှာစာကာရှိတဲ့ Ethan Wanderery, Martinelli တို့ရဲ့ chart တွေရှိတယ်။တိုက်စစ်မှုတန်းတန်းတယောက်တည်းရခဲ့မယ်ဆိုရင်တော့အာဆနယ်အသင်းအနေနဲ့အခုလက်ရှိမှာ အကုန်လုံးကို game changing လုပ်ပစ်နိုင်တယ်လို့သူတို့ကသူတို့ယူဆထားရတဲ့မှာပါတယ်။အဲ့တော့ပြောချင်တာအာဆနယ်အသင်းအနေနဲ့ဒီနေရာမှာပေါ့နော်။ အာသူတို့အနေနဲ့ ਈ ဆက်ရပြီဆိုရင်တော့သူတို့အနေနဲ့ဒါပရီးမီးယားလိဖလားကိုဆုတ်ခိုးနိုင်ဖို့အတွက်တည်ကြာသွားပြီဆိုတဲ့ရည်ရွယ်ချက်တွေရသွားမယ်လို့ပြောပြရစီအဲ့တော့မြည်တို့ပင်ဆိုစီကမူတာကျွန်တော်နောက်ဆုံးချိန်ထိကြည့်လို့ကောင်းမယ်လို့ပြောရင်လည်း ਈ ဆက် ਈ ဆက်ကိုတော့ကျွန်တော်အာစနယ်တင်ရသွားမလားဒါမှမဟုတ်ကျွန်တော်နေဗီကိုတော့အခုလက်ရှိမှာဒါအာစနယ်တင်ရဖို့အတွက်ချစ်လန်းရောက်လာပြီတော်တော်လေးကိုကြည့်လို့ကောင်းမယ်မူမယ်နေရောက်လာခဲ့ပြီလောက်ပါပဲ ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media the deep point ဆိုတဲ့ဒီ voice တို့မှာကျင်းလူစံပေါင်းကိုကြည့်လို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ပြီးအောက်က comment တွေထဲမှာလည်း youth sport media the deep point ဆိုတဲ့ဒီ voice တို့ link လေးတွေကိုထည့်ပေးထားကြကြမှာတော့ကြည့်ပေးလို့ရပါတယ်။ကျွန်တော် youtube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ပြီးမြန်မြန်ကလစ်မှမြန်မြန်နိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုတမာတဲ့ကောင်းမွန်သောနေ့တွေဖြစ်ပါစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ဒီနောက်မှာ AACC တွေ့ကြရပါဘို့အားလုံးမကြိုတမာတဲ့မြန်မြန်ကလစ်ပြောင်းရမြန်မြန်ကလစ်မှမြန်မြန်နိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုတမာတဲ့ बाबा